မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေနောက်ဆုံးပဲအိတ်နဲ့လွယ်မဲ့ဇနီးသားသမီးမိတ်ဆွေတွေပါရင်ဘယ်ကနေကြည့်နေကြလဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့ဘယ်ကနေကြည့်နေကြလဲမိတ်ဆွေတို့မှတ်နေကြပါဦးဒါအပြင်2025ခုနှစ်အခုဆိုရင်ပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလဖြစ်တဲ့ဆရာရဲ့မွေးနေ့ဖြစ်တဲ့ဒီဇင်ဘာလကိုရောက်ရှိလာပြီထို့အတူပဲမိတ်ဆွေတို့မကြမီဒီလပြီးသွားတဲ့အခါအရှင်ကြီးရလည်းမြန်လိုက်ကြဗျာ2025ကိုဟောစားလိုက်စားလိုက်စားလိုက်တာတနှစ်ပြီးတနှစ်တည်းရပြီးပြည့်ရနေအခုဆိုရင်မကြခင်2026ဆိုပဲ2026 အဲကနန်းနာမှာပေါင်းခြင်းအရာ30နောက်26ဟာ30ဆိုတဲ့အတိုင်းနဲ့ numerology ရဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကနန်းကြီးဆိုတဲ့အတွက်တားတော့မှာဆို harness ပေါ့နောက်25မှာဘလောက်ပဲညံ့ညံ့ဥစွာပြောလို့တာကတော့ဆန်းလာပိုင်းမှာနောက်ဆုံးမှာအပိသက်ဆုံးပြတ်ပါဆောင်ရွက်ပါလှုပ်ဆောင်ပါဘာကိုဖြစ်ဖြစ်ဘာကိုလှုပ်လှုပ်မိတ်ဆွေတို့ဒီတလမှာအစိုးညံ့ဂျိုဆိုးဂျိုညံ့ပါပဂျုံမှန်သမ ्या ကို2025ခုနှစ်ရဲ့ဒီဇင်ဘာမှာပြည့်ပြတ်အောင်ဆုံးဖြတ်ဆောင်ရွက်ပြီးတော့ လို့ပါဆရာတို့2026ဆိုရင်စတင်ခြင်းဆိုတဲ့နှစ်မှာစနေသားပြီးမိတ်ဆွေတို့နေနဲ့ဘဝကိုဘယ်လိုစတင်ပြီးတော့အစင်မပြေခတ်ခဲတဲ့မိတ်ဆွေများကြိုးစားမလဲထို့တူပဲအောင်မြင်နေတဲ့မိတ်ဆွေများလည်းအောင်မြင်မှုတွေဘယ်လိုထိမ့်သိမ့်မလဲဆိုတာကိုခြေစပ်ဆရာနဲ့အတူ2026ကိုအဲတွားရင်းနဲ့ဥစွာဆရာရဲ့2026မှာမရောက်ခင်မှာဆရာငယ်ပြည်ရဲ့ Facebook page မှာဆရာအမေးပြန်နိုင်ရတဲ့နေရာတွေဆရာမိတ်ဆွေဟောင်းတွေဆိုသိလိမ့်မယ်အခြားရတဲ့နေရာတွေလည်းဖော်ပြပေးမှာဖြစ်တဲ့အတွက်ဆက်လက်စောင့်ကြည့်ပေးကြပါဦးနဲ့2026ခုနှစ်အတွက်တနစ်စာ ဟောစရာများကိုမိတ်ဆွေတို့ရဲ့တိတန်ဇာတာပဲဖြစ်ဖြစ်တဦးတယောက်ချီစစ်လို့တဲ့မိတ်ဆွေများဆရာရှင်မမေးလို့ရပါပြီတို့တော့စရင်ကြိုပေးပါခင်ဗျာဒါအပြင်မိတ်ဆွေတို့မနစ်ကမရတဲ့မိတ်ဆွေများအိမ်ရောက်ယူတာပိုကောင်းပါတယ်တကယ်လို့ online ကနေယူလို့မရဘူးလားဆိုရင်တော့ online ကနေလည်းယူလို့ရပါတယ်တို့ရတယ်မိတ်ဆွေတို့နဲ့အိမ်ရောက်ယူနေတဲ့ဆရာလက်ဆောင်လေးတွေထည့်ပေးလို့ကြောင်းအဲကျွတ်တင်စရင်တော့ပေးရမယ်ဆိုတဲ့အကြောင်းဆရာကထပ်လောင်းအပြင်ပြောရင်းနဲ့ကဲကောင်းပြီဆိုတော့ဆရာမိတ်ဆွေတို့26မဟုတ်အကြောင်းကို marketing မှာပြောမိ2025ခုနှစ်ဒီဇင်ဘာအတွက်ကိုအခုပဲစတင်လိုက်ကြရအောင်ဗျာ ဒီနှစ်ခါနှစ်ငါးခုနှစ်၁၂လပိုင်းအတွင်းမှာမိတ်ဆွေစနေသားသမီးများဒီလကတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုဥစွာပမာဆရာတတော်ဆွဲပေးပါမယ်မိတ်ဆွေတို့ရဲ့ယင်ထဲမှာဖုန်ကြီးဝစ်ရှင်နေတဲ့စိတ်တွေယဟန်ဝစ်ရှင်နေတဲ့စိတ်တွေဘာသာတရားတစ်ခုခုဘာသာရေးဆိုင်ရာကိစ္စတစ်ခုခုကိုလှုပ်ဆောင်နေတဲ့စိတ်မျိုးငါတို့လူကျင်လိုက်တာဆိုတဲ့စိတ်ကလေးငါတို့လှုပ်ရှင်လိုက်တာဆိုတဲ့စိတ်ကလေးတွေများစွာ ဖြစ်ပေါ်နေသောကာလာလေးဖြစ်ပြီးတော့ဟာတရာစိတ်ဂျိုဖိတ်နေသောကာလာဖြစ်ပြီးတဲ့ကမိတ်ဆွေတို့နေနဲ့ကိုကိုတိုင်းမဲ့ဦးစင်းဝစ်လာရင်ကောင်းမလားတီလာရှင်မဲ့ထွက်လာဝစ်လာရင်ကောင်းမလားဆိုတဲ့ဘာသာတရားစိတ်တွေအကြောင်းအရာမျိုးစုံပြအောင်အဲလူကျင်တဲ့စိတ်တွေဖျားတဲ့တိမ်ဆောက်ရက်ွက်အဆရှိတဲ့ပိကန်းစွန်ကြဲကြဲကုတုမျိုးတွေစိတ်ဆန္ဒတွေတရာစိတ်တွေများစွာဖြစ်ပေါ်နေသောလာဖြစ်ပါလေခင်ဗျာတို့အပြင်မိတ်ဆွေစနေသားသမီးတွေကဒီနာရော25ခုနဲ့17လပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့ရဲ့ကံဟာဒီကလာမှာတော့လရဲ့အစာမှာတော့ ဘာကိုလှုပ်လို့ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းတွေဂျုံဟာတက်တယ်လို့ဇနီးသားဆုံးမိတ်ဆွေတွေနဲ့ဘာကိုလှုပ်လို့မိတ်ဆွေတို့နဲ့ငါတိချက်ပို့လို့နိုင်ရမှာငါတိချက်ပို့ကြိုးစားနိုင်ရမှာဆိုရဲအရာလေးတွေငါတိချက်ပို့ပြီးတော့ကိုကိုကိုအပြစ်မြင်နေတာမျိုးကိုလှုပ်နေတာအမှန်ဆိုမယ်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမီတွန်တောက်ပြီးချိန်မနိုင်ခဲမရဖြစ်နေတတ်သောလာဖြစ်ပြီးတော့အမှန်ကတော့ကိုကိုကိုစိတ်လျှော့ပြီးပါဖြစ်လို့တာထပ်ပို့ပြီးတော့မော်တာဖြစ်ရှင်နေတဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါလေ တို့ပြင်မိတ်ဆွေတို့အနေနဲ့တကူကလွဲခဲ့ပြီးသားအမဖြစ်ခဲ့ပြီးသားအမလွဲခဲ့ပြီးသားအမတွေကိုကိုကိုအပြစ်မြင်နေတာမျိုးအပြစ်တင်နေတာမျိုးတွေကြုံရတတ်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့တိထားဖို့လိုအပ်တာကတော့ အတက်နိုင်ဆုံးကိုစူးစမ်းပါစူးစမ်းလို့ဖြစ်မလာတဲ့အခါမှာဖြစ်ဖြစ်စူးစမ်းလို့ရရှိနေတဲ့နေရာကိုလည်းလက်ခံကျင့်တတ်ပြီးတော့ဆက်လက်စူးစမ်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းနိုင်ငံနဲ့ပတ်သက်ရင်အလုံးနှစ်ခုစိတ်နှစ်ခုဖြစ်တတ်တယ်ထို့အပြင်ပဲလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းတစ်ချိန်တစ်ခါတည်းနဲ့မှပြီးပဲနှစ်ချိန်ထပ်ပို့ပြီးလုပ်ရတာမျိုး repetitive more than ထပ်ထပ်ထပ်တိမ်တလဲတဲ့ပြုလုပ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေ စနေသားသမီးများအနေနဲ့ကိစ္စတစ်ခုခုကိုလည်းတခါတည်းနဲ့မလုပ်ပါနဲ့စုံပြဆောင်ရွက်တာမျိုးတခါတည်းနဲ့အပြတ်စကားပြောတာမျိုးစနေလေးရဲ့ဇယိုက်ကဒေါသကြီးတယ်စိတ်ဆက်တယ်အကြောမာတယ်မခံရစိတ်ကြီးမားတတ်တဲ့အဲမီးတောက်ကဲသူတော့နေသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိရှင်လူနဲ့ဘာလို့ဖြစ်ဖြစ်အပြုံးကလေးနဲ့ချူတာပါလုပ်ပါမခံရစိတ်တွေကိုရင်ထဲမှာပဲထားပြီးတော့အဲနှုတ်ကနေဖွင့်မပြောတာကောင်းပါလေခင်ဗျငွေကြီးငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေမမြဲတော့လာဖြစ်ပါတယ်ဒါကြောင့်လက်ထဲမှာ ငွေထားခြင်းထက်ငွေချင်းနဲ့ပတ်သက်ဟိုကဝင်လာဒီကဝင်လာပုံနေရာကဝင်ဒီနေရာကဝင်ဒီကထွက်ဟိုကထွက်နေပလိုင်းပေါင်းနဲ့ဖောက်ောက်နေတကယ်ဆိုပဲဝင်ဝင်နဲ့ထွက်ဝင်ဟာဝင်နေနဲ့ထွက်နေကဲဆိုဖြစ်နေတယ်ပြီးတော့ငွေချင်းနဲ့ပတ်သက်ငွေမမြဲတော့လားငွေမမြဲတော့အပတ်ဖြစ်ပါလေဒါကြောင့်မိတ်ဆွေတို့နဲ့ငွေချင်းကန်နဲ့ပတ်သက်လာရင်မိသားစုကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေအိမ်ကြီးရဲ့အဆရှိတဲ့ထွေထွေလီလီလေးမှာမဖြစ်မနေတုံးဆွေးရတော့ကိစ္စလေးတွေကြောင့်ငွေချင်းနဲ့ပတ်သက်ကိုနဲ့ငွေဟာဝင်ဝင်နဲ့ထွက်ဝင်ဟာဝင်နေနဲ့ ထွက်လိကဲ့သို့ဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့လက်ထက်ထားတာကြီးတဲ့တခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုယ့်လက်ထက်မထားဘဲနဲ့ကြံ့ကြာတွေးဝေတုံဆိုင်မနေဘဲနဲ့ရင်းနှီးစရာရှိတာဝယ်စရာရှိတာလှုပ်စရာရှိတာကိုခက်ပြက်ပြက်ခက်ချင်းချင်းလုပ်တာကောင်းပါလေအစုရှေရာစုကြီးငွေကြီးနဲ့ပတ်သက်လို့မထားပါနဲ့မလုပ်ပါနဲ့အာမခံကိစ္စငွေကြီးကိစ္စရှင်းငါဆိုင်ရာကိစ္စလေးတွေမှာလည်းသတိပြုစင်ချင်မှာငွေကြီးကံနဲ့ပတ်သက်ရင်ဒီလဟာအမှန်တရားအားမဲသောလဖြစ်တဲ့အတွက်လက်ထဲမှာငွေဝင်လာရင် လက်ထဲမှာကြကြမထားပဲနဲ့သူမဟုတ်လူမြင်မခံတာအကောင်းဆုံးဖြစ်ပြီးတော့မိတ်ဆွေနဲ့ငွေဟာဆက်ညင်ပိုက်ရဖို့တွားနေတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့နဲ့ဒီလာတာတော့ဒီမှာငွေကြီးအစင်မပြေတဲ့မိတ်ဆွေများရတယ် ငွေကြီးစင်မပြေတဲ့မိတ်ဆွေငွေကြီးနဲ့ပတ်သက်လို့အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုကိုကိုတိုင်းပြောဆိုတောင်းမှုနာမျိုးထပ်စာလို့ရှိရင်တဦးတယောက်တစုံတယောက်ရဲ့အကူအညီနဲ့တောင်းဆိုတာဟာပုံမကောင်းမှမှာတဲ့အိမ်ငွေရေးကိစ္စလေးတွေမိသားစုရေးကိစ္စလေးတွေမှာလည်းငွေကုန်ကြီးကြအများရတတ်တာမျိုးအနှဲငယ်လေးငွေကြီးနဲ့ပတ်သက်လို့နားလည်မှုအနှဲငယ်လွဲနေရတတ်တော့လာဖြစ်တဲ့အတွက်တော့အတွက်ကြောင့်မလို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့ထုံးကိုနှလုံးမှုလို့ကြင်ညာတာဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလာတာတော့တွင်မှာမိတ်ဆွေတို့ကျမကြီးကျမကြီးနဲ့ပတ်သက်လာတဲ့အခါမှာ လူပြူစားခြင်းခံရတာမျိုးတွေမကောင်းတဲ့ပညာရဲ့တိုက်ခိုက်တွေကြောင့်သာညံ့ပါလိမ့်မယ်။သို့မဟုတ်ရင်ယာတီအပူပြောင်းကာလလေးတွေကြောင့် ကျမ်းမာရေးနဲ့ပတ်သက်လာရင်စွစွဝဝတော့မဖြစ်နိုင်ပေမဲ့ဝနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့အဲငွေမဝင်ရင်ကျမ်းမာရေးညံ့ပြီးတော့ငွေဝင်ရင်ကျမ်းမာရေးကောင်းတဲ့ဒေါ်လာဖြစ်နိုင်ခြင်းကြီဒေါ်လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့စနေသားသမီးမိတ်ဆွေတို့ရဲ့အိမ်တော်ဗမာများကတော့ငွေမများချရင်တော့မိမများများသူမဟုတ်မိမိရဲ့ယောက်ျားများများစိတ်ကြီးမှာအသေးချာပဲဖြစ်တယ်ခင်ဗျာနော်ထို့အပြင်မိတ်ဆွေတို့ဒီလာတာတို့ဒီမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ယောဂါဟောင်းရှိတဲ့မိတ်ဆွေများသတိထားပါငါကဖြစ်ခဲ့ပြီးတော့စိုးခဲ့ပြီးတော့ညံ့ခဲ့ပြီးတော့ယောဂါတွေအပြန်လေဖြစ်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ယောဂါဟောင်းတွေအသက်ရှင်ကြတာမျိုးတွေနှလုံးနဲ့ပတ်သက်တာတွေ ်မောပန်းနာမျိုးလေးတွေလေနဲ့ပတ်သက်တော့နှလုံးနဲ့အဆုတ်နဲ့ပတ်သက်တော့ရာလေးတွေမှာသတိပြုဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောလှဖြစ်ပြီးတော့အသက်60နဲ့9နှစ်အထက်ဇန်နီသားမိတ်ဆွေများအဖို့ကတော့ခြေလက်အင်ကခါးနဲ့ပတ်သက်လို့ထိခိုက်ချလာခြင်းမျိုးတွေများစွာဖြစ်ရတတ်တဲ့အတွက်တော့သတိတားဆင်ခြင်ရန်လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလက်ကတော့ဒီမှာဇန်နီသားမိတ်ဆွေတို့အနေနဲ့အခြေလူငယ်လေးအခြေအနေနဲ့ပတ်သက်လာရင်တော့အဲ အပြိုကြီးလူပြိုကြီးလောက်တာကောင်းပါလေအရှင်င်းနဲ့ပတ်သက်လာလို့ရှိရင်တော့ရီစာယာယီဖူးစာတွေပေါ်တက်တာမျိုးတိတ်ကောင်းတဲ့စကားလုံးတော့ဘေးရင်ဆရာဆိုတော့ယာယီဖူးစာဆိုတယ်လို့ပဲယာယီဖူးစာတွေပေါ်တက်တာမျိုးအဲတကယ်တမ်းအချစ်စစ်အတူရောင်လေးကိုရှိကိုဖြားရောင်တက်တာမျိုးနဲ့စကားပြောချင်းပညာပဲเนาะယာယီဖူးစာတွေပေါ်လာတက်တာမျိုးတွေစကားပြောစွမ်းနာကိုကိုလိန်ညာလေပြအဲပြီးတော့ပြောတာမျိုးလေးတွေကြောင်းတစ်ဖက်မှာဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ကြီးစားစကားပြောတာမျိုးလေးတွေဒီလိုမျိုးတွေကြုံရတဲ့အခါစိတ်မရိုင်းဘူးလိုအပ်ကြောင်းနဲ့မိတ်ဆွေတို့ ဒီအချိန်မှာဆိုလို့ရှိရင်လည်းမိမိချက်တော်မျက်နှာတော်သူကိုဖွင့်ပြောလိုက်ခါမှာနားလည်မှုတွေခြင်းတွေမျက်နှာရှင်းဆိုင်မှာအဆင်မပြေတာမျိုးလေးတွေဂျုံဝတ်တက်တဲ့ဘက်တော့တမီးသားများအနေနဲ့ကတော့တူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဲဝဲကလေးနဲ့ချစ်တဲ့အကြောင်းကိုအမူအရာလေးနဲ့မန္တမိတ်အမှန်ဆိုတဲ့အတိုင်းကိုအမူအရာလေးနဲ့ပေါ်ပြပေးတာကအကောင်းဆုံးသောအဲကိုချစ်တဲ့သူကိုအကောင်းဆုံးသောဆွဲဆောင်မှုဖြစ်ပါကြောင်းအဲတရားစရာတမီးသားများအားတယ်နော်ဆိုဖြစ်ပါကြောင်းထပ်လောင်းပြောကြလိုက်ပါစီကောင်းပြီတို့အပြင်စနေသားသမီးမိတ်ဆွေများတမီးသားများအနေနဲ့ကတော့ဘာမှဆူဆူဝါးဝါးမရှိပြင်မဲ့လို့ ဖြစ်ခဲ့ပြီးသားအမားတွေပြီးခဲ့ပြီးသားရည်စားကိစ္စတွေသမီးစားကိစ္စတွေငကူကဖြစ်ခဲ့တဲ့အရာတွေကိုနောက်ကြောင်းလည်လံပြီးတော့ကြောက်အကြောင်းပြုပြီးပြဿနာတက်တာမျိုးတွေသမီးစားရေးမှဆိုလည်းတဦးတယောက်တစုံတယောက်ပြီးခဲ့ပြီးသားမိသားစုဝင်ကိစ္စတဦးတယောက်ကိုအကြောင်းပြုပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးလေးတွေနားလည်မှုလွဲတာမျိုးတွေဖြစ်ရတာကလွဲရင်ခိတခဏတော့အစင်မပြေခြင်းညပြဆဲခြင်းညပြဆဲခြင်းညနားလည်မှုလွယ်ခြင်းညကြုံရတက်တဲ့အတွက်တော့ဒီကလာတို့မှာသမီးစားရေးကိစ္စတွေမှာသူများကိုတိုင်ပင်ညှိနှိုင်းတာဟာအားနည်းစီတော့လှဖြစ်ပြီးတော့ အိမ်တော်မျိုးရံစိတ်ဆက်ရံတို့ကတိုင်မြင်တဲ့ခါမှာလေလူကြီးမိဘချင်းတွေတဟဆတာမတည့်တာမျိုးတွေဂျုံကတက်တဲ့အတွက်ကြောင့်လို့ဒီလက်ဟာအတော်ကိုတတိထားပြီးတော့စင်နေတဲ့တော့လက်ဖြစ်ကြောင်းနဲ့ထထောင်ပြောကြလိုက်ပါရစေ။ကောင်းပြီဒီ2025ခုနှစ်စနလပိုင်းဆိုတဲ့ကာလအတွင်းမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းအနေနဲ့ဆိုရင်တော့လုပ်ငန်းတွေကိုတစ်ခါထပ်မှာကျင်ပါတယ်။ နှစ်ခါပြန်လုပ်ပါအလုပ်လျှောက်တဲ့မိတ်ဆွေများအလုပ်ရခြင်းတစ်ချိန်နဲ့တော့မပြီးပါဘူးနှစ်ချိန်လောက်လျှောက်တာမျိုး passport လုပ်ငန်း visa လုပ်ငန်းစာရွက်စာတမ်းကိစ္စတွေမှာလုပ်ဆောင်တဲ့ခါလဲတစ်ချိန်နဲ့မပြီးပဲနဲ့နှစ်ချိန်လောက်တာမျိုးကိုယ့်ရဲ့အထက်အလူကြီးအကြီးကဲတဦးတယောက်တစုံတယောက်ရဲ့အကူအညီလေးတွေကိုရယူပြီးတော့ပိုင်ရဆိုင်ရကလေးတွေနဲ့ပြောဆိုတာမျိုးတွေဟာပုံမွားတာကောင်းမှုတိုးတက်နိုင်သောလအဖြစ်ပါလေ ။ OHM လုပ်ငန်း၊အမကန်လုပ်ငန်း၊မီယာလုပ်ငန်းတွေကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်မှုတွေကိုပိုင်လုပ်ငန်းတွေတို့အတွက်ခြေတို့ဆိုင်ကလှုပ်ဆောင်မှာအစောကလက်ထက်မှာငွေထားရင်တော့မကောင်းဘူးဆိုတဲ့လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ OHM နဲ့ပတ်သက်တာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာစတင်လုပ်တာဦးဆောင်လုပ်တာတွေအတွက်တော့ခြေတို့ဆိုင်ကလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသလိုမိမိရဲ့အိမ်တော်ဘက်ရဲ့အထောက်အကူတွေများစွာရရှိတတ်တာမျိုးအိမ်တော်ဘက်နဲ့လျော်ချက်နဲ့ပတ်သက်ပြီးတော့တိုင်ပင်ညှိနှိုင်းတာမျိုးမိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ညှိနှိုင်းတိုင်ပင်ပြီးတော့တက်ညီလက်ညီမောင်နှမ်းမဲ့တွေရဲ့ဆောင်ရွက်ရှင်ဟာအင်မတန်အားသာကော မှုပြီးတော့ငါကခက်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 ဘာလို့လို့အစမပြေနေအောင်မိမိအိမ်တော်ဘက်ကိုဇတိကလေးရောင်းလိုက်တာမျိုးနင်းကိုတော့ငါရောင်းနေတာနင်းလို့လိုက်ငါကိုငါကိုတော့ရောင်းဟာနင်းကိုဝယ်တယ်ဆိုတဲ့အတိုင်းလှုပ်ဆောင်လိုက်စနေသားမိမိဆွေများဟုတ်ကျင်းစီပါတယ်ခင်ဗျာဒီ၂၀၂၀ဘာကုန်းစနလာပိုင်းဟာမိတ်ဆွေတို့အတွက်ထင်ငော့စရာတွေအပေမှာရှိလဲလို့မေးရတော့အောင်ကန်စရာအထောက်ပြုရမှာပါညီကောင်မောင်မတွေရဲ့အခုညီကိုရရှိတာမျိုးတွေဂျုံကတက်တယ် ထို့အပြင်ဒီလာတာတော့ဒီမှာဆိုရင် OA Champion မြေယာထိုင်ခင်းတဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းစတင်လုပ်တဲ့လုပ်ငန်းတွေအစု share စုချင်းတဲ့ပတ်သက်တာမျိုးစမ်းစီစစပစ္စည်းစားတောက်ကုန်တဲ့ပတ်သက်တာမျိုးယင်ခရီးသွားမော်တော်နဲ့ပတ်သက်တာမျိုးအပြောအဆို အတွေ့အသားအလှပရေးရတယ်အမှုပညာပကြီးအစရှိတဲ့လုပ်ငန်းတွေအလှပုံပစ္စည်းတွေဖန်ဆီးလုပ်ငန်းတွေချိတို့ဆောင်ရတာမျိုးအရောင်းဝယ်လုပ်ငန်းတွေလူတို့လဲတို့လေးတို့အစရှိတဲ့အရာလေးတွေအလဝက်လက်စားတွေဗရံများတို့နီလာတို့ချွေးတို့ရေးတို့အစရှိတဲ့လုပ်ငန်းတွေရေချောက်ကုန်ပစ္စည်းတို့ကုသရန်ဝယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာတော့ချိတို့အားသာကောင်းမှုပြီးတော့များစွာထောက်ပံ့မယ်လားဖြစ်ကြောင်းစနေသားသမီးမိတ်ဆွေတွေအတွက်ပြောကြားလိုက်ရစီဒါအပြင်နီလာတာတို့တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့စကားအများကြီးပြောခြင်းဟာမိတ်ဆွေတို့အတွက်ကံရရဲ့အထောက်အကူနဲ့မိကောင်းဆွေကောင်းပေါင်းတဲ့နေရာအကူအညီကိုရရှိတတ်ပေမဲ့လို့ ီလဟာမိတ်ဆွေတဲ့အပေါင်းအသင်းတွေဆွေမကင်းမျိုးမကင်းတွေရဲ့အကူအညီကိုထွတ်ထွတ်ချက်ချအပြောင်းလဲတဲ့အကူအညီကိုရရှိတတ်တယ်လို့မိမိအိမ်ကိုညအိမ်ညံတွေဝင်လာတာမျိုးလေးတွေမိမိအိမ်ကိုမထင်မဖင်းနဲ့မိဟောင်းဆွေဆွေမျိုးသားချင်းလေးတွေအလဲရောက်ရှိလာတာမျိုးတွေမထင်မဖင်းနဲ့ကြုံဝတ်တတ်တော်လာဖြစ်တယ်လို့မိတ်ဆွေတို့ဒီလတာတို့ဒီမှာဆိုမိတ်ဆွေတဲ့အပေါင်းအသင်းတွေကပို့ပြီးတော့အကောင့်ထဲပို့လို့ရတယ်လို့အလုရှာနေသူတွေအလုသိရရှိနိုင်တာမျိုးကိုယ်ပိုင်လုပ်ငန်းစတင်လို့ဆောင်ရင်အကြံစီတွေကိုအကောင့်ထဲပို့ပြီးတော့ချိတ်လို့ဆောင်ရင်လို့ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ် ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းရဝေးခရီးသွားပြပနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းတွေမှာဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးတွေလူလိန်ခံရတာမျိုးတွေတတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့တဦးတရရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်ပြီးလုပ်ပါငွေကြီးနဲ့ပတ်သက်ရင်ပတ်စံပြောက်တာမျိုးတခုခုခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိပြုဆင်ခြင်ရန်အတွက်တော့အထူးထပ်လောင်းအားပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါအပြင်မိတ်ဆွေစနေသားသမီးများအနေနဲ့ဒီလက်ခါတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့တကူကတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ညီကောင်မောင်နှမတွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့နားလည်မှုပြန်လဲရရှိတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငကူကမိတ်ဆွေတို့ယောဂဟောင်းနေကိုဆရာကောင်းသမားကောင်းစီဝါကောင်းနေနဲ့ပြန်လဲပူတရရမယ်ကာလဖြစ်တယ်။ ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတယ်လားဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုကဝါသနာပါတယ်တစ်ခုသင်နေတာတစ်ခုဆိုပြီးတော့စိတ်ကနှစ်ခုဖြစ်နေတတ်ပြီးတော့စိတ်အားငယ်ခြင်းတွေစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆရာအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်တော့တာမန်ထက်ပိုတော့တတိပြုစင်နေရမယ်တာမန်ထက်ပိုတော့နမောနမေမနိုင်အောင်စိတ်မလောအောင်စင်နေရမယ်လားဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါစီထို့အပြင်မိတ်ဆွေတို့ဒီကလာတော့ဒီမှာဘာကိုမဆိုလောက်ဆောင်လို့လည်းမိတ်ဆွေများအနေနဲ့ ဒါကိုမဆိုလောက်ဆောက်လို့တဲ့မိစုများအနေနဲ့ဒီကလာအတော်တွေမှာခྱི་ထွက်ခြင်းခྱི་သွားခြင်းတွေအကောင်းအထည်ပေါ်ပါအာသာကောင်းမှုတို့တက်နိုင်ပါတယ်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေလုပ်ငန်းဟောင်းအလုံးဟောင်းကြီးကိုတိုးချဲ့လုတ်ကင်နေခြင်းထက်အလုတ်တဲ့နေရာတက်မှာအစီအစဉ်တက်အကြံစီတက်တွေလောက်ဆောင်တာဟာပုံမူအာသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထထောင်းပြောကြလိုက်ပါစီဒီလာတာတော့ဒီမှာမိစုတို့အနေနဲ့ ဆိုတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစီစားစားပတ်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကိုယ်ပိုင်လုပ်ငန်းလေးတွေအကောင့်တွေပေါ်တာဆက်တူလုပ်ငန်းစုဝေးအစုရှယ်ယာတွေကနေရရှိတတ်တော်လာဖြစ်ပတ်တဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့ပြင်ငကူကအထက်လူကြီးရဲ့ကြီးကဲတွေရဲ့အကူအညီကိုရရှိတတ်ပါတယ်။ယာရုလုပ်ငန်းနိုင်ငံနဲ့တိုးတက်လိုတဲ့မိတ်ဆွေများကတော့ တကြိမ်ထပ်ပို့ပြီးတော့ပြောဆိုတာမျိုးတကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ပြောဆိုမှလာတိုးတာမျိုးငါကတကြိမ်နှစ်ကြိမ်သုံးကြိမ်ပြောဆိုထားတယ်ဆိုရင်တော့ဖြင့်တိုးဖို့အခွင့်အလမ်းအသာကြောင်းနဲ့အခုမှ first time ဆိုရင်တော့အနည်းငယ်ကံက90 90ပဲရှိကြောင်းထားလောက်ပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်လက်စစ်ပစ္စည်းတွေဓာတ်တွေကိုင်းရယ်အသုံးပြုတဲ့အခါတတိထားဆင်ရင်ပြန်လိုအပ်ပါတယ်ဝါယာတို့နော်အိုးဆုပ်တို့အိုးပဲ့တို့အိုးပြတ်တို့လက်စစ်ပစ္စည်းအဆုပ်တို့လက်စစ်ပစ္စည်းအပြည့်တို့ဓာတ်ပဲ့တို့အဆရှိတဲ့အရာမျိုးရှိရင်မိမိအိမ်ထဲမှာဖျားမိတယ် ယုတ်ရက်စက်ကနေတက်ကနေပြက်ကနေပြတ်သွားရင်တော့တတိချစင်ငညာနဲ့မိမိတို့ရဲ့ကံကိုနမိတ်ကိုပြပြီးတော့အဲညံ့တက်တဲ့အတွက်ဘာမှတုံဆိုင်ပြေဝင်မနေပဲအလဲပြတာမျိုးတွေပို့မှုကောင်းမှာပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ရွှေဝင်လာတာမျိုးတွေလူဝင်လာတာမျိုးတွေရရှိတတ်တယ်လို့ငကူကအချုပ်နောင်ဖြစ်တော်မိတ်ဆွေများအချုပ်နောင်ပြီးအမှုဖြစ်တော်မိတ်ဆွေများအမှုဘေးရနေပြီးတော့ဝင်းလုံးကျွလွတ်လာတာမျိုးကိုယ့်ဘက်ကကံရဲ့အထောက်အကူကိုရရှိတာမျိုးပြက်ပြက်သားသားထင်ထင်ပေါ်ပေါ်ခက်ချင်းချင်းအဖြစ်ပေါ်မယ် လဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ဒီလထာဘုံမှာစနေသားသမီးမိတ်ဆွေများတနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲပတ်လှုပ်ဆောင်ရန်အားသာပြီးထိုတနင်္ဂနွေနေ့တို့တောက်ကြနေ့တို့မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရန်လိုအပ်ပါတယ်အချို့ပြည်သောကဏ္ဍအနေနဲ့ဆိုရင်၄ကဏ္ဍ၃ကဏ္ဍ၂ကဏ္ဍဖြစ်ပါတယ်ညီကိုတွေနှစ်၃လေးချစ်ဆုံးပြည့်ဟာနှစ်၃လေးဆိုတော့ကဏ္ဍ၄ကဏ္ဍ၃ကဏ္ဍနှစ်ကဏ္ဍဟာအချို့ပြည်အားသာကောင်းမှာပါတယ်အချို့ပြည်ကံကောင်းစီတော့အရက်ဟာတော့အချစ်မြောက်တောင်အရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အချစ်တောင်တောင်အရက်ဖြစ်ပါတယ် ဒီလိုက်တာတော့ဒီမှာမိတ်ဆွေစနေသားသမီးတွေအဆက်ဆက်ရကံကောင်းဇေယံအတွက်စင်စွေရောင်အသားရောင်အစိမ်းရောင်တွေကိုခမျာများပါတော့ရောင်တွေကိုဝစ်စင်ခြင်းဖြင့်ကန္တရာရဲ့အထက်ကိုရရှိတိုးတက်စေသောလာဖြစ်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုတွားရောက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့လူရကိစ္စကိုမပြောမီမတွားမီမှာလက်ဟုတ်လက်ဝါးလေးခုနှစ်ချက်တိတိတီးပြီးတော့တွားပါဒါဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်တယ်။ဒီတစ်ခါကတော့ဒီမှာစနေသားသမီးမိတ်ဆွေတို့တတိထားဆင်ခြင်ပြရမှာတော့ အရှိဆူဆူရက်ကိုဖတ်တဲ့အခါကျမကြီးညက်တပတ်ကြောင်းနဲ့တတိပြုစင်ညာလိုအပ်ကြောင်းနဲ့ကျမကြီးကိစ္စမှန်သမျှကိုတော့အရှိဆူဆူရက်ကိုခကြီးထွက်ပြီးမသွားတင်ကြောင်းထထောင်ပြောကြလိုက်ရသည်စနေစနေချင်းတွဲလောက်တာမျိုးဟာကံရထောက်ကိုမြားစွာမောတန်းဦးမုံတိုးတက်ကံကောင်းဈေးနိုင်ပါလေဆိုတဲ့အကြောင်းထထောင်ပြောကြလိုက်ရသည်ဒါအပြင်စနေသားသမီးမိတ်ဆွေများဒီတလတာတို့ဒီမှာဆိုဘာကိုဖြစ်ဖြစ်မိသားစုရဲ့ကိစ္စအိမ်ရင်းကိစ္စအတွင်းရဲ့မိကိုအတွင်းမှာထားပြီးတော့အပြင်မိကိုမပေါက်စင်နဲ့မိသားစုအတွင်းမှာ တဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ဇွေမျိုးသားချင်းတဦးတယောက်အကြောင်းအရာမိတ်ဆွေတယောက်ကိုအကျိုးပြုပြီးတော့ပြဿနာတစုံတရာတွေများပြီးတော့မလိုလားအပ်ပဲမိသားစုတွေနားလည်မှုပဲတက်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာဒီတလတာတော့ဒီမှာမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့အထိတ်ချံပြုလို့တဲ့ဆံငယ်မိတ်ဆွေများပုံမလို့ပြီးပါဗဇက်ကဖရာလက်ကကာယာဖြစ်တဲ့ဒေါ်လာဖြစ်တဲ့အတွက်စနေသားမိတ်ဆွေများ24ပဋ္ဌာန်းတို့ပေကြီးဆက်တတုတ်တို့ကိုရွတ်တာမျိုးတွေလောက်ဆောင်ပြီးပါကန်စတာညံ့ပြီးအခက်အခဲတွေညံ့နေတဲ့ကိုကိုကံမကောင်းထင်တယ်တော့မဟုတ် ကံကောင်းစီလိုတဲ့မိတ်ဆွေများပရိသတ်အုပ်ပဋ္ဌာဆာအုပ်ဘာသာရေးဆိုင်ရာယုံကြည်သက်ဝင်မိမိတို့ရဲ့ဘာသာရေးမှာဖြန့်ဝေဝင်များခြင်းဖြင့်ကံရဲ့အထောက်အကူတိုးတက်မှုကိုများစွာရရှိတတ်ပြီးတော့အညံ့တွေကနေအဆိုးတွေကိုရောက်ရှိတက်လန်းသွားမှာပါအတိတ်ချံပြုလို့တဲ့ဇနီးသားမိတ်ဆွေများအတိတ်ချံပြုလို့လိုတပဆိုရင်တော့ဖြင့်ဘုံတော်ကိုပါပတိကိုကိုရက်တီတီအတိတ်ချံပြုပါဒီညမှာတချို့တိုက်ဆွဲတွေဥစ္စာဆွဲတွေလို့တိုက်ကလာတဲ့သူတွေဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုနဝင်အတိတ်တံဝင်ပြတ်တဲ့အတွက်ကြောင့်မလို့အဲကျတော့ တမုတ်တီ oh sorry ဟိုဂုတ်ဗာလေဗုဒ္ဓန္တနာကိစ္စမိတရားဓမ္မန္တနာကိစ္စမိတရားတန်ခန္တနာကိစ္စမိတရားဒါပြီးတော့ဒုတိယမိဆို6ရက်တိတိရှိတယ်နော်တရဏဂုံသုံးပါဒါကိုနောက်ဆုံးတရက်ကအစအနေအဆုံး10ရက်တိတိအတိတ်ကံပြုခြင်းဖြင့်ညံ့နေတဲ့အရာတွေမှန်သမျှကောင်းမှုပြီးတိုးတက်သွားပါလိမ့်မယ်အဆက်ဆက်ရရကံကောင်းစီရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝဲကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဖဲချက်ကလေးတစ်ချက်နဲ့ဂျိုက်ပုံထိတွေရောင်းလိုက်ပါကအယောင်းတွက်အယောင်းထွက်ပြီးတော့ကံစားတာတွေတိုးတက်ကောင်းမှုမှာအတိအကျပဲဖြစ်တယ် ကောင်းပြီဒါပြင်မိတ်ဆွေစနေသားသမီးတွေဒီတလားတာတော့ဒီမှာအဆက်ဆက်ရရကံကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရမပြောမိကျောညာလေးဝင်ပြစီဆရာငယ်နှမပြီးမိကြီးခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောက်မှာဆက်သွယ်မိမြန်တိုင်းကြောင်းနဲ့ဆရာငယ်ပြီးတဲ့ Facebook page မှာဖြစ်စီဆက်သွယ်မိမြန်နိုင်တယ်လို့ Telegram မှာလည်းဆက်သွယ်မိမြန်လို့ရပါတယ်တို့တော့ TikTok Messenger မှာဧည့်သည်လက်မခံကြောင်းထပ်လောင်းပြီးတော့အတီးပြပြစီအကောက်တူတွေများနေပါတယ်เนาะဆရာငယ်တော်အကောက်တူတွေများနေတဲ့အတွက်ကြောင့်မလို့အကောက်တူတော့ အတုတွေကကောက်တက်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့เนาะမိတ်ဆွေတို့အနေနဲ့အဲစနေသားသမီးမိတ်ဆွေတွေ2028ခုနှစ်အတွက်တနစ်စာဟောစလံကိုလည်းမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးထပ်လောင်းလက်ခံပေါင်းခတ်အောင်စီတည်ရင်းနဲ့ဖြစ်စနေသားသမီးမိတ်ဆွေတွေဒီတလတာလုံးမှာငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစီအပြေအောင်မြင်တိုးတက်စီရလို့ငါငွေမြဲစီရန်ရရလေးတခုပဲပြန်ပေးချင်ပါလေသူမဟုတ်ရင်မိမိတ်ဆွေတို့အတွက်အဆက်ဆက်ရရအစီအပြေပြီးအောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖြစ်မိတ်ဆွေများခင်ဗျငွေမြဲစီရန်အတွက်တော့ ။တထောင်မှန်လေးတိရက်ပေါ်မှာငါတက်တာဘူးလေတပူကိုတင်းမ။ဒါပြီးတော့အပေါ်မှာဖျောင်းနိုင်တဲ့တတိုင်ကိုမိတ်ဆွေတို့ရဲ့ပတ်စံထားတဲ့နေရာဘီရိုတုတ်မဟုတ်အမြင့်တနေရာစပွဲကောင်တာမှာထွင်းချင်းဖြင့်ငွေမြဲစီပါလေ။ပြန်ပြောပြပါမယ်။တထောင်မှန်လေးတိရက်ပေါ်မှာတထောင်မှန်လေးတိရက်ကိုမှောက်မှောက်လန်းလန်းငါတက်တာဘူးအတက်တဘူးတင်းငါတက်တာငါတက်တာလုံးလုံးလားငါတက်တာဘူးလေတပူတင်းအပေါ်မှာဖျောင်းနိုင်တဲ့တတိုင်ဘာရောက်ထွင်းရပါလေ။ငွေမြဲစီပါလေ။ငွေဝင်စီရန်အတွက်အဆက်ဆက်ရကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်။ရေဒီယာအနေနဲ့ဆိုရင်တော့ဂျွေပကံများလေးတစ်ချက်တည်းမှာ ဘယောင်းနိုင်ရဲ့အစိမ်းအောင်တိုင်ကိုထွင်မှာဂျွေတချို့ပိတ်ဆွေလေးတိမဲ့တယ်နဲ့ဂျွေဘကံများတစ်ချက်ထဲမှာဘယောင်းနိုင်အစိမ်းအောင်တိုင်ကိုထွင်မှာဒါပြီးတဲ့အခါဘယောင်းနိုင်လေးကိုမီးညီပြီးတော့ E A E A O E A အင်္ဂလိပ်လိုပဲ E A E A O E A E O ဆိုပြီး28ခေါက်သို့မဟုတ်ပို့တော့ကျုပ်ပြီးတဲ့အခါလက်ထုတ်လက်ဝါးပြီးပြီးတော့ဘယောင်းနိုင်ကိုနှိမ့်ပြီးတော့ငွေဝင်ပါစေဆူတောင်းပါခင်ဗျဂျင်းတွေငွေဝင်ပါလေပြန်ပြပြပါမယ်ဂျွေဘကံများတစ်ချက်ထဲမှာဖဲငွေဝင်ပါစေလို့ရေးရေးပြီးရေးချင်ရေးမရေးချင်လည်းရတယ် ဖျောင်းတိုင်းအစိမ့်အောင်လာရမယ်။ဘာလို့လဲ။အစိမ့်ဆိုတာမန်နီခါလာလို့ခေါ်တယ်။နောက်ကျတော့အနောက်တိုင်းမြေတွေမှာဆိုမန်နီခါလာလို့ခေါ်တယ်။အစိမ့်အောင်နေတဲ့တိုင်းပေါ်မှာဖျောင်းတိုင်းလည်းညီပြီးတော့ ဖျောင်းနိုင်လေဟို EAEAO EAEAO ငွေဝါးစစ်မိတ်ဆွေတို့ကြိုက်တာကျော်28ခေါင်နှစ်ခွန်ဝင်းနှဝင်းဂျွန်နာတို့ဘာညာတို့တော့မိတ်ဆွေတို့ရှင်းပြလိုက်ငွေအဲ့ဒါပြီးတော့ကလက်ဖုတ်လေးတီးပြီးမီးကိုနှင်းပြီးငွေဝင်ပါစေလို့ပါဇက်ကပြောတရှုပ်ကြော်လဲလက်မှာငွေဝင်ပါစေရေးတယ်ဒါဆိုရင်ကျိန်းတယ်ငွေဝင်မှာအကြောင်းပြောရင်းနဲ့ကဲဇနီးသားသမီးမိတ်ဆွေတို့2025ခုနှစ်12လပိုင်းနောက်ဆုံးပဲအိတ်နဲ့လွယ်ပြီးတော့2025ခုနှစ်မှာလဲနောက်ဆုံးပဲအိတ်နဲ့လွယ်လို့2026မှာလဲ ယတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ဘူးဇေယငေကတော့စောင့်နေပြီမိတ်ဆွေတို့အစိုးတွေကိုတတ်ပြီးအကောင်းနေတဲ့လိုက်ခဲ့လို့ပြောရင်းနဲ့ဇနီးသားသမီးစုတွေအားလုံးအောင်မြင်မှုတွေအတူတူတိုးတက်လို့တက်နေတဲ့ဟိုလက်ဝေဖြိုးလို့ယတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါ